တာမွေမြို့နယ်ပသိမ်ညွန့်စံပြရက်ကွယ်မလွားကုန်းလမ်းရှိအိမ်တအိမ်မှာနှလုံးပြန်အသက်ခံရတဲ့အဖွားအုံအူမှာလေပင်ထိုးသွင်းပြက်ရှာတံရဥကောက်မှာရရှိတဲ့ပေါက်ပြဲတံရတွေကြောင့်သေဆုံးရတာဖြစ်တယ်လို့တာမွေမြို့မှာရေစခန်းကသိရပါဗျ တာမွေမျိုးမရဲစခန်းကရဲအုပ်ရဲမျိုးဟင်းကရင်ခွဲရုံကမှုကင်းဆရာဝန်ကြီးတွေရဲ့ကနအူးစစ်စေးချက်အရာလေဘင်းမှာထိုးသွင်းတန်ရာပြက်ရှာတန်ရာတွေကြောင့်လေပြွန်ပေါက်ပြဲပြီးသေဆုံးသွားကြတာဖြစ်တယ်လို့သိရကတယောက်ကဥကောင်းမှာပေါက်ပြဲတန်ရာကြောင့်သေဆုံးတယ်လို့မှုကင်းဆရာဝန်ကသုံးသပ်ထားကြောင်းဆိုပါတယ် အဲ့ဒီအမှုနဲ့ပတ်သက်ပြီးလောလောဆယ်မှာပတ်ဝန်းကျင်ကတသက်တွေကိုပဲစစ်ဆေးနေပြီးတရင်အချက်လက်တွေစုဆောင်းနေစေဖြစ်ကကျူးလွန်သူကိုဖမ်းမိရင်တိုင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားတရင်ထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။ဂျွန်လ9ရက်နေ့နေ့လယ်ပိုင်းကအခင်းဖြစ်ပွားတဲ့နေအိမ်ကောင်းရင်မှာနေထိုင်ခဲ့ဘူးသူမိတ်ဆွေတဦးကအသက်ခံရတဲ့အဖွားနှစ်ဦးရဲ့နေအိမ်ကိုလာရောက်စဉ်အိမ်တကားကိုကက်ကြီးနဲ့ကလန့်ကပိတ်ထားတဲ့အတွက်ဖွင့်ဝင်ရာကအိမ်တကားပေါအုံးဒီမှာတည်ဆုံနေသူအမျိုးသမီးနှစ်ဦးကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ သေဆုံးသူတွေဟာအဲ့ဒီနေရာမှာနေထိုင်လာတာ25နှစ်ဝန်းကျင်လောက်ရှိပြီဖြစ်ပြီးပတ်ဝန်းကျင်နဲ့လည်းတင်းရက်ကအနေအဆေးသူတွေဖြစ်ကြပြီးနှစ်ဦးရဲနေထိုင်ကြတာဖြစ်တယ်လို့အနီးပတ်ဝန်းကျင်ကသူတွေကဆိုပါတယ်အဲဒီမှုနဲ့ပတ်သက်ပြီးအရှေ့ပိုင်းခံရဲတပ်ဖွဲ့မှဒုတိယရဲမှုကြီးမြင့်ထွေးကကြီးကျက်ကတိုင်းခရိုင်နဲ့မြို့နယ်ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးကျူးလွန်သူကိုဖမ်းဆီးရမိဖို့အတွက်ဆောင်ရွက်နေတယ်လို့သိရပါဗျ။